ယဟန်မဆရသောစွန်းတနက်ရုပ်ရှင်ဇာတ်ကားကြီးကိုရိုက်ကူးရတဲ့အချိန်အထူးစိတ်ဝင်စားဖို့ကောင်းခဲ့တယ်။ညောင်လေးပင်တော့ရဆရာတော်ကြီးဗဒနာအရိယာအကြောင်းကိုတင်ဆက်ပေးပါမယ်။မင်္ဂလာဖြူဟာအသိဉာဏ်ကကြီးမှုပြီးစာရေးဆရာကြီးဒါရိုက်တာဥတုခရဲ့တီလဝိတုဒ္ဓိယဟန်မဆရသောစွန်းတနက်ဇာတ်ကားအကြောင်းဟောပြောပွဲကို22ရက်8လ1994ခုနှစ်တနင်္ဂနွေနေ့မွန်းလွဲတနင်္ဂနွေမှာဗဟန်းမြို့နယ်အာဇာနီလမ်းရှိ မင်္ဂလာဗျူဟာအသင်းချုပ်မှာကျင်းပခဲ့ပါတယ်။အခမ်းအနားမှာမင်္ဂလာဗျူဟာအသင်းချုပ်အတွင်ရင်မှုဥလှဦးကအခမ်းအနားမှုအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ရှေးဦးစွာတဘာပတိဥက္ကဋ္ဌကြီးဦးအောင်သိန်းကအဖွင့်အမှားစကားပြောကြားပြီးဒုတိယဥက္ကဋ္ဌမြတ်မင်္ဂလာစာဆောင်အက်ဒီတာချုပ်မင်းယူဝေကဆရာကြီးဥတုခအကြောင်းမိတ်ဆက်စကားပြောကြားခဲ့ပါတယ်။ဆက်လက်ပြီးဆရာကြီးဥတုခကသီလဝိတုဒ္ဓိယဟန်မဆရာသောဆွန်းတနက်ရုပ်ရှင်စကားကြီးအကြောင်းကိုအကျယ်တဝင့်ဟောပြောပါတယ်။ ဲ့ဒီနောက်ဒါရိုက်တာမောင်နှင်းမို့ကိုစောမင်းရောင်လေးပင်တော်ရဆရာတော်ဖျားကြီးအဖြစ်သေုပ်ဆောင်သူစသူတို့ကဇကားရကူးစဉ်တွေ့ကြုံခဲ့ရတဲ့ခန်းစားချက်များကိုအသီးသီးပြောကြားကြပါတယ်။အဲ့ဒီနောက်ဆရာကြီးဥတုခအားမင်္ဂလာဖြူဟာအတင်းချုပ်အမှုဆောင်လူကြီးများနဲ့အတင်းသူအတင်းသားဓမ္မမိတ်ဆွေများကရှခိုးကြော့ကြပါတယ်။ဆက်လက်ပြီးယဟန်မဆရသောစွန်းတနက်ရုပ်ရှင်ဇကားကြီးကို ပရိသတ်အားကုသိုလ်ပြပြသခဲ့ပါတယ်။ ဒါကအဲ့ဒီအချိန်ကအင်မတန်မှနာမည်ကြီးလာတဲ့ညောင်လေးပင်တော်ရဆရာတော်ဘုရားကြီးဗဒနာဥရိယအကြောင်းကိုရိုက်ကူးတင်ဆက်ခဲ့တယ်။ဒါရိုက်တာဥတုခရဲ့ယဟန်မဆရတဲ့ဆွန်းတနက်ဇာကကြီးမိတ်ဆက်ဖြစ်ပါတယ်။ခုဆက်လက်ပြီးဆရာတော်ကြီးအကြောင်းကို တင်ဆက်ပေးပါမယ်။ညောင်လေးပင်မျိုးတော်ရကျောင်းတိုက် မဟာနိုင်ကဆရာတော်ကြီးအကမဟာပဏိတာဥရိယအရှင်သူမြတ်ကြီးကိုမြန်မာတက္ကရာ1248ခုနှစ်ပြာဒူလာဇတ်နှစ်ရက်တနင်္ဂနွေနေ့ 26ရက်17လ1886ခုနှစ်တွင်ကျောင်းဆရာကြီးဆရာခေါင်နဲ့ဒေါက်တော်ခတ်တို့ကညောင်လေးပြင်းမျိုးနဲ့လေးမိုင်ခန့်ဝေးတဲ့ဗစုံမြောင်းရွာမှာဖွားမြင်တော်မူခဲ့ပါတယ်။ဆရာတော်လောင်းလျာလေးအသက်17နှစ်အရွယ်မှာရှင်သာမဏေပြုပြီးအသက်20အရွယ်မှာယဟန်ဘဝကိုတက်ရောက်ခဲ့ပါတယ်။ယဟန်ဥပ္ပစေဆရာတော်ကဘုန်းတော်ကြီးဥတီလာထေအရှင်သူမြတ်ဖြစ်ပါတယ်။ဆရာတော်ဥဥရိယဟာမဟာဝိတ္တဒါယုံဆရာတော်ဘုရားကြီးထံမှာ ပရိယတ်တိစာပေတွေကိုတင်ကြားစီးပူးခဲ့ပါတယ်။ယဟန်၁၄ဝါမြောက်မှာညောင်လေးမင်းတောရတိုက်ကြီးရဲ့ဦးစီးနာယကဆရာတော်အဖြစ်တာဝန်ယူဆောင်ရွက်တော်မူပါတယ်။ဆရာတော်ကြီးဟာနိုင်ငံတော်အစိုးရရဲ့အကမဟာပဏိတဘွဲ့တစိတ်တော်နဲ့မန္တလေးမြို့ပရိယတ်တိသဒ္ဒနာဟိတတကြတိဟအသင်းကြီးရဲ့တကြတိလာမူလဓမ္မစရိယဘွဲ့တစိတ်တော်များကို စက်ကတ်ချင်းခံရတဲ့ဆရာတော်ကြီးပဲဖြစ်ပါတယ်။ဆရာတော်ကြီးတတ်တော်69ခုနဲ့ ၄ရက်၈လ1952ခုနှစ်မှာလေငန်းယောဂာနဲ့ပြောင်းလဲတော်မူခဲ့ပါတယ်။ယောဂာကြောင့်အာအင်ကုန်ခန်းနေပြီးဆရာဝန်ကြီးတွေနဲ့တက္ကသိုလ်မတွေကညနေဆောင်အခါမှာလက်ဖက်ရည်ကော်ဖီစံပြုတ်ဖုံးပြတော်မူရန်လျှောက်ထားတာကိုလက်မခံဝီနီတော်အပြတ်မခံဘဲအသက်ဆုံးသွားတော်မူခဲ့ပါတယ်။ဒီဖြစ်ပျက်ကိုစာရေးဆရာဒါရိုက်တာကြီးဥတုခကဇန်ညွန့်ဒါရိုက်တာပညာနဲ့ရဟန်းမဆရသောစုံးတနက်အမည်နဲ့တန်ဝေကရပွဲ ခြေကွဲပွဲချီညိုပွဲကောင်းအောင် လက်ရမြောက်စွာရိုက်ကူးပုံဖော်ခဲ့တာကြောင့်1994ခုနှစ်ဝင်းကျင်မှာနာမည်ကြီးဇာတ်ကားအဖြစ်အမှတ်တမ်းတင်ခံခဲ့ရပါတယ်။စိတ်ဝင်စားသူမိတ်ဆွေများလည်းပြန်လည်ရှာဖွေကြည့်ရှုနိုင်ပါတယ်။မြန်မာပြည်သာသနာဝင်ရွှေချင်းဂိုင်းမှာတမိုင်းမော်ကွန်းတင်လောက်အောင်တတိယမြောက်ညောင်လင်းပင်တော်ရမဟာနာယကအကမဟာပဏိတပွဲခံကျေးဇူးရှင်ဆရာတော်ဖရာကြီးဟာသာသနာတော်ရဲ့အသက်သွေးကြောဖြစ်တဲ့ဖရာအလိုကျသာသနာလုပ်ငန်းစဉ်များနဲ့ တရားစီကံအရလူလောကနဲ့အတိတရားတိုးတက်မှုအရရတို့ကိုတတတနာလုံးစိတ်ဝင်စားလာရသည့်အချိန်တာဝန်သိတဲ့ပုဂ္ဂိုလ်တူပုဂ္ဂိုလ်မြတ်ကြီးတစ်ပါးအဖြစ်သူမတူအောင်ဆောင်ရွက်ခဲ့ပါတယ်ခရိယန်ဘာသာဝင်ကရင်တစုကမြို့ဝါလူမတက်ဖြစ်နေတဲ့ဗုဒ္ဓဘာသာဝင်ကရင်လူမျိုးစုတွေကိုသူတို့လက်ရှိရင်ဆိုင်နေရတဲ့ဘေးဆိုးကြီးရန်ကနေကာဝယ်ပေးမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ညောင်လေးပင်တော်ရဆရာတော်ဖရာကြီးဟာကရင်ဗမာချစ်ကြည်ရေးကိုလှုံ့ဆော်လျက်ကရင်လူလူကြီးတရက်လုံးကို အမြဲတစေဗုဒ္ဓဘာသာအတိတ်တရားများဖြန့်ဖြူးပေးခဲ့ပါတယ်။ညောင်လေးပင်ကရင်ဗုဒ္ဓဘာသာဝင် လူတူကြီးကလည်းသူတို့ကိုဗုဒ္ဓဘာသာစိတ်သွင်းပေးခဲ့တဲ့သာသနာအာဇာနည်ညောင်လေးပင် တော်ရဆရာတော်ဘုရားကြီးပင်သူတို့ရဲ့အထူးအားကိုးယုံကြည်ရသူဆရာတော်ကြီးဖြစ်ကြောင်းဆိုခဲ့ပါတယ်။ဆရာတော်ကြီးကိုဘာသာရေးဆိုင်ရာမိခင်ဖခင်ကြီးအဖြစ်တင်စားကလေးစားကိုးကွယ်ခဲ့ကြပါတယ်။ဆရာတော်ဘုရားကြီးတက်ရှိထင်ရှားရှိခဲ့စဉ်အခါက ဗုဒ္ဓဘာသာချမ်းပေါင်းများစွာကိုစူးစီးရေးသားခဲ့ပါတယ်။ဆရာတော်တတ်တော်66နှစ်ထဲမှာပဲလင်ငန်းယောဂါဆွဲကတ်တော်မူတာကြောင့်ရေးလက်ဆကျန်းစာအချို့ကိုအပိသက်ရေးသားနိုင်ခြင်းမရှိတော့ပုံနှိပ်ထုတ်ဝေဖို့အတွက်အခက်အခဲဖြစ်ခဲ့ပါတယ်။ဆရာတော်လင်ငန်းဖြစ်နေစဉ်မှာဆင်းရဲမှုကိုမရှုရနိုင်တဲ့ဆရာဝန်ကြီးတွေကအစာမရှိ၍အခုလိုဖြစ်ရတယ်။အစာကိုအချိန်မရွေးစားနိုင်မှာကအခုလိုဖြစ်မိမဟုတ်ဟုဆုံးဖြတ်ချက်ချပြီး ဝိကာလနေရွဲအခါမှာပင်ကော်ဖီဖုံးပေးရန်စွပြုတ်တောက်တော်မူရန်အပြင်းအထန်လျှောက်ထားကြပေမဲ့ဆရာတော်ကြီးဟာကိုရောမြတ်ရဲ့ဘွဲမီတော်ကိုအားလျော်စွာအတ္တတအသေးခံပေတိခါပုတ်တော်ကိုကျူးလွန်လင်းမရှိတဲ့အရိယာအရှင်သူမြတ်ကြီးတို့ရဲ့လမ်းစဉ်အရာဝိကာလဘောဇနာတိခါပုတ်စည်းမျဉ်းကိုမကျော်နှင်းလိုလာကြောင်းဆရာဝန်ကြီးတွေရဲ့အလိုဆန္ဒကိုလက်ဟန်ပြကညှင်းဆန်တော်မူပါတယ်မြတ်စွာဘုရားရဲ့တပည့်သားတွေဖြစ်ကြတဲ့သာသနာဝန်ထမ်းယဟန်တာမဏိများဟာလည်း ဖះရှင်ရဲ့ဥပဒေဝိနည်းဒေသနာတော်ကို လိုက်နာရပေးတယ်။တပည့်တကာတို့ကအစိုးရအမှုတန်းတွေဖြစ်တော့အစိုးရဥပဒေကိုလိုက်နာတော်အားဖြင့်ကျွေးမွေးကြပေမဲ့ဆရာတော်တို့ဟာဖះရှင်ရဲ့ဝိနည်းဥပဒေကိုလိုက်နာရသူတွေဖြစ်တာကြောင့်နေမွန်းလွဲတဲ့အခါတကာတို့ကျွေးတာကိုမစားနိုင်တာဖြစ်တာကြောင့်ဝမ်းနေပါတယ်ဆိုတဲ့အတိတ်ပဲကိုဆိုလိုရင်းဖြစ်ပါတယ်။ရှားနာရသူတို့ရဲ့နားထဲမှာဆွဲမြဲချင်ရခဲ့တဲ့အဲ့ဒီစာသားလေးကိုဖတ်ရှုရတဲ့အခါများစွာသောတပည့်တန်ကတကာတကမတွေဟာ ချမျက်ရည်တဖြန်ဖြန်ယူစည်းလျက်အနီးနီးအဖုံဖုံထိမ့်ချုပ်ကြရလေတယ်။လေငန်းယောဂအကြီးကျယ်ဆွဲကပ်နေစဉ်မှာဆရာဝန်ကြီးတွေရဲ့ယူတဆိုင်ကြီးစုဆောင်ရှောက်မှုနဲ့အစာအာဟာရကိုမျှတစွာဖုံးပေးရင်လေငန်းယောဂပျောက်ကင်းတတ်တာမှာကိုသိပေမဲ့လေဆရာတော်ကြီးဟာဝိကာလဘောဇနာဆိုတဲ့နေလွဲညစာစားသုံးခြင်းတိခါပုတ်တော်ကိုမကြိုးပေါက်စေလိုတာကြောင့်ယောဂပြင်းထန်မှုကိုအန်ချိတ်ခံယူကာသီလတော်ကိုမကြိုးပေါက်စေဘဲအသက်ကိုပင်အသေးခံသွားခဲ့တယ်။ မြတ်စွာဘုရားရှင်ရဲ့စစ်မှန်တဲ့တပည့်သားယဟန်တော်တပါးရဲ့ရဲရဲတောက်သာသနာအာဇာနည်ဖြစ်တဲ့ညောင်လေးပင်တော်ရဆရာတော်ဘုရားကြီးဗဒ္ဒနာဥရိယဟာတတ်တော်66နှစ်တိခါတော်58ဝါအရမြန်မာတက္ကရာ1314ခုဝါကုံလာဇန်14ရက်နေ့ညံဥယျာဉ်9:40မိနစ်ခန့်မှာရန်ကုန်မြို့ပြည်သူ့စေယုံကြီးအထူးခန့်မှာပဲဘဝနှစ်ထံပြောင်းတော်မူခဲ့ပါတယ်။ဒီအကြောင်းအရာဟာဆရာတော်ဘုရားကြီးရဲ့ထူးခြားချက်တွေထက် ဆရာတော်ကြီးရဲ့စောင့်စည်းနိုင်တဲ့သီလတမာရီနဲ့ဝိနည်းသိက္ခာပုတ်တော်ကိုအသက်ပင်အသေးခံကစောင့်ထိန်ခဲ့တယ်။ကြီးညိုပွဲကောင်းတဲ့စင်ကြဲတဲ့သီလတော်ကိုကြီးညိုနိုင်ကြစေရန်နဲ့ဗုဒ္ဓဘုရားရှင်ရဲ့စစ်မှန်တဲ့တပည့်သားယဟန်တော်တပါးရဲ့စစ်မှန်စင်ကြဲတဲ့အကျင့်သီလတော်ကိုလေးစားကြီးညိုနိုင်စေရန်ရည်ရွယ်ပြီးတင်ဆက်ပေးခြင်းဖြစ်ပါတယ်။နားဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။